ယွန်ဆွမ်းအင်တွေဆုပ်ယူကျင့်ကြံပြီးချိန်မှာတော့လင်းတုံတယောက်ယွန်ဆွမ်းအင်မြူတီအဆင့်ကိုချိုးဖျက်တဲ့ရောက်နိုင်သွားခဲ့ပြီဖြစ်တယ်လို့အဆောင်ဆရာလန်းစင်မှလည်းဒုတိယအဆင့်ကိုရောက်ရှိသွားခဲ့ပြီဖြစ်တာကြောင့်တွေးကိုင်းချုပ်ဝေထုံးကိုလက်စားပြန်ချေပြစ်မှာဆိုပြီးကျုံးဝါပြစ်လိုက်ပါတော့တယ်။နောက်တနေ့မှာတော့ရွှန်းစုကလင်းတုံကိုပြည့်စရာတစ်ခုရှိနေတယ်ဆိုပြီးရွှေတောင်းလေလံခမ်းမကိုခေါ်ဆောင်ပေးလာတဲ့အခါတွေးကိုင်းသားတချို့ကလင်းတုံတော်စောင့်ကြည့်လိုက်ပါလာကြပါတယ်။ အကြောင်းကားတော့မနှက်ဖြန်ကြရင်ဂိုင်းချုပ်ဝေထုံးနဲ့စင်မြင့်ပေါ်မှာတီရှင်တိုက်ပွဲဆင်နွှဲရတော့မှဖြစ်လို့လင်းနှုံထွက်ပြေးသွားမှကိုသူတို့စိုးရိမ်နေခဲ့ကြတာပါ။ရွှန်းစုကလင်းနှုံကိုအခန်းတစ်ခုတည်းခေါ်သွားပေးတဲ့အခါညီမဖြစ်သူချင်းထံနဲ့လေးမျိုးနွယ်မိသားစုတွေကိုမြင်တွေ့လိုက်ရတာကြောင့်အချိန်ခဏလောက်အလွမ်းတဲနေလိုက်ကြပါတယ်။လင်းရှောင်းတို့ဟာရမျိုးတဲကိုအစောကြီးတဲကကြိုးရောက်နေကြတာဖြစ်ပြီးလင်းနှုံရဲ့ကြင်ကြံမှုကိုအနောက်ရှက်ပေးမိမှဆိုလို့သူတို့ရောက်လာတဲ့ကိစ္စကိုအတိမပေးခဲ့တာဖြစ်တယ်လို့သူတို့ရဲ့စားတောင့်နေထိုင်မှုကိုကုန်းတဲ့အဖွဲ့အစည်းကြီးကလိုလေသေးမရှိပြင်ဆင်ပေးထားခဲ့ပါတယ်။ လင်းတုံကရွှန်းစုကိုကျေးဇူးတင်ကြောင်းပြောလိုက်တော့ကိစ္စမရှိပါဘူးဆိုပြီးလင်းတုံတို့မိသားစုကိုနှုတ်ဆက်ထွက်သွားလိုက်ပါပြီ။လင်းမိသားစုအကြောင်းကိုအဖိုးဖြစ်သူစီမေးကြည့်တဲ့အခါလူငယ်မျိုးဆက်တစ်တွေကိုကြိုတင်နေရရွှေ့ပြောင်းထားပြီးပြီဖြစ်ကြောင်းလင်းကြံထံပြန်ရှင်းပြပေးလာတဲ့အပြင်ညီမဖြစ်သူရဲ့လွန်ဆွနေမှုကြောင့်သာအခုလိုခေါ်လာပေးတာဖြစ်ကြောင်းထပ်ပြောပြလိုက်ပါတယ်။ လင်းနှုံရဲ့အကျိုးဆောင်မှုကြောင့်လေးမိသားစုနဲ့ကုန်းတဲ့အဖွဲတို့ကြားမှာမဟာမိတ်ပြုထားကြပြီဖြစ်တဲ့အပြင်လင်းနှုံကသူ့နဲ့ဂိုင်းချုပ်ဝေထုံးရဲ့စိန်ခေါ်တိုက်ပွဲကြီးကရမျိုးထဲမှာနာမည်ကြီးနေပြီဖြစ်တဲ့အတွက်လင်းနှုံသာအနိုင်ရရှိသွားခဲ့မယ်ဆိုရင်လေးမိသားစုကလည်းကုန်းတရင်ကြီးမလာမှာဖြစ်ပါတယ်။လေးမိသားစုဝင်တွေကလင်းနှုံရဲ့အသက်အန္တရာယ်ကိုဝိုင်းစိုးရိမ်နေကြပေမဲ့ဒီပြိုင်ပွဲကနေသူ့ထွက်ပြေးသွားလိုက်ရင်တမိသားစုလုံးကိုဝေထုံးကသွေးချောင်းစီအောင်တက်ဖြစ်ဖြစ်မှာစိုးရိမ်နေတဲ့အတွက်ဒီတိုက်ပွဲကိုလင်းနှုံရှောင်လွှဲမှာမဟုတ်ပါဘူး။ လင်းနှုံကသူ့အတွက်စိတ်ချထားဖို့ပြောတဲ့အခါအဖိုးဖြစ်သူကသူ့ရဲ့မြေလေးတိုင်းအဆင့်ဘလောက်ရောက်နေပြီလဲဆိုတာရွှဆွမ်းအင်တိုက်ခိုက်မှုတစ်ခုနဲ့စတင်စမ်းသက်ကြည့်လိုက်ပါပြီတိုက်ခိုက်ပြီးတဲ့အခါလင်းကြံထန်အနောက်ဆုတ်ပေးလိုက်ရတာကြောင့်လင်းနှုံရဲ့စွမ်းအားဟာစွမ်းအင်မြူတီဘုံအစောပိုင်းအဆင့်ဖြစ်မှန်အလုံးနားလည်သွားကြပါတော့တယ်လင်းနှုံကရံမျိုးတစ်ခုလုံးမှာလူငယ်မျိုးဆက်ရဲ့အစွမ်းထက်ဆုံးတိုင်းပညာရှင်ဖြစ်နေခဲ့ပြီးမို့အဖေဖြစ်သူတို့လည်းစိတ်ချလက်ချဖြစ်သွားရပေမဲ့ဂိုင်းချိုးဝေထုံကဒီအဆင့်ကိုအစောကြီးရောက်ရှိနေပြီးသားဖြစ်လို့ရှော့မတွက်ဖို့မှကြားသတိပေးလိုက်ပါတယ် လင်းနှုံကလည်းသူတရီထားမှဖြစ်တယ်လို့မိသားစုဝင်တွေကိုကျင်းသေးကာကွယ်ပေးမယ်ဆိုပြီးဂရီပေးလိုက်ရင်ကမိသားစုတွေ့ဆုံကန်းကိုဒီနေရာမှာအဆုံးသတ်လိုက်ကြပါတယ်။နောက်တနေ့ရောက်တဲ့အခါအခါကြီးရဲ့ကြီးဖြစ်တာကြောင့်ရမျိုးတစ်ခုလုံးရဲ့လူတွေဟာတိုင်းပြိုင်ကွင်းမှာဆူယုံရောက်ရှိနေခဲ့ကြပြီးနှစ်ဖက်အကြီးအကဲတွေလည်းအတီးတီးရောက်ရှိလာကြပါပြီ။လင်းမိသားစုတွေကိုကြိုတင်ရွှေ့ပြောင်းပြီးပြီဖြစ်လို့လင်းတုံစီမှာလည်းနောက်ဆန်တဲ့မှုမရှိတော့ပါဘူး။ အကြီးကဲတူကပြိုင်ပွဲအချိန်ကြာရောက်လာပြီမို့ရှင်ပြိုင်သူနှစ်ယောက်ကိုစင်းမြင့်ပေါ်တက်ခိုင်းလိုက်တဲ့အပြင်တေရှင်တိုက်ပွဲဖြစ်တာကြောင့်အစွမ်းကုန်တိုက်ခိုက်ကြဖို့စင်းမြင့်ရှင်းပြပေးလိုက်ပါတော့တယ်။ပြိုင်ပွဲပေါ်ကိုဝေထုံးအရင်ဆင်းသက်လာခဲ့ပြီးဒူကိုင်းချုပ်အတွက်သွေးကျွေးဆက်မှဖြစ်လို့လင်းတုံကိုအမြန်ဆင်းလာခိုင်းလိုက်တော့လင်းတုံကလည်းအတုံးမကျတဲ့ကောင်စကားရမ်းများတဲ့ဆိုပြီးချက်ချင်းခုန်ဆင်းလာခဲ့ပါတယ်။ ပြိုင်ပွဲစဉ်မြစ်လဲမှာထိတ်တိုက်တွေ့ဆုံကြတဲ့အခါဝေထုံးကဒီတစ်ခေါက်တော့ထွက်ပြေးခွင့်မပြုတော့ဘူးဆိုကစွမ်းအင်မြူဒီဘုံစင့်ကိုစတင်ထုတ်ဖော်လိုက်ပြီးလင်းနှုံကလည်းတူညီတဲ့အစင့်ကိုပြန်လဲထုတ်ပြလိုက်တာကြောင့်ဝေထုံးအံ့အားတင့်သွားခဲ့ရပါတော့တယ်။ကြောက်နေပြီဆိုရင်လက်နဲ့ချလိုက်တော့ဆိုပြီးလင်းနှုံလောင်ပြောင်းလိုက်တဲ့အတွက်ဒေါသထွက်သွားတဲ့ဝေထုံးကအနီးကပ်ပြေးဝင်တိုက်ခိုက်လာသလိုလင်းနှုံကလည်းအစင့်တူချင်းဖြစ်တာကြောင့်လက်ရည်တူရှင်ပြိုင်ပေးနိုင်ခဲ့ပေမဲ့လက်တိုင်းတစ်ကွက်ကြောင့်အနောက်လွင့်ထွက်သွားရပါတယ်။ ဒါအပြင်ဝေထုံးရဲ့လက်တီးချက်တိုင်းကလင်းနှုံကိုအေးနိမ့်သွားစေခဲ့တာကြောင့်ချင်းထန်တို့လည်းစိုးရိမ်ပူပန်နေကြရတယ်လို့လင်းနှုံရဲ့အနောက်လွင်ထွက်မှုဟာအတားဆီးနေရင်ကြီးကိုတောင်သွားတိုက်မိခဲ့ပါတော့တယ်။ဒီကာယံကြောင့်လင်းနှုံလည်းတခုခုဖြစ်လာရင်တောင်ထွက်ပြေးနိုင်မှာမဟုတ်ဘူးဆိုပြီးဝေထုံးကဖြစ်စည်းတက်ဖြစ်ချင်းလက်တီးတိုင်းကွက်နဲ့အဆက်မပြတ်ထိုးနှက်လာခဲ့တာကြောင့်လက်တီးချက်တိုင်းကိုအ мян ကာကွယ်ထားလိုက်ရပါတယ်။ဒီအချိန်လင်းနှုံကတကယ်လက်စစ်ကိုရှာတွေ့သွားနိုင်ခဲ့တာကြောင့်အ мян ဖန်းစီကြည့်လိုက်ပေမဲ့ဝေထုံးကလည်းတိုက်ပွဲဝရင်းနေသူကြီးဖြစ်လို့ရှောင်းထွက်သွားနိုင်တဲ့နောက် သူတို့နှစ်ဦးရဲ့ထိတ်တိုက်တွေးဆမှုဟာနှစ်ဖက်စလုံးကအနောက်ဆုတ်ပေးလိုက်ရပါတော့တယ်။ဝေထုံးကစွမ်းအင်မြူဒီဘုံကိုပြိဝခြင်းအဆင့်ဖြစ်နေလို့လင်းနုံကတဖြည်းဖြည်းနဲ့အောက်စီးရောက်ရှိသွားခဲ့ပါပြီ။ဒါကြောင့်ဝေထုံးရဲ့နောက်ဆက်တွဲတိုက်ခိုက်မှုကိုဝိညာဉ်လက်နက်ထုတ်သုံးလိုက်ပြီးလေထဲပြန်တက်သွားခဲ့ရင်ကအဆောင်နှစ်ခုစလုံးကိုအသက်သွင်းလိုက်တဲ့အခါထွက်ပေါ်လာတဲ့စိတ်စွမ်းအင်ကအဆင့်သုံးဆရာနဲ့တောင်နှိုင်းရှင်းနိုင်စွမ်းရှိနေခဲ့တာကြောင့်ဆရာကြီးရန်လည်းအယံအံ့အားသင့်သွားခဲ့ရပါတော့တယ်။ လင်းတုံဘက်ကစုခိယူလိုင်းတိုက်ခိုက်မှုကိုစတင်ထုတ်ဖော်လိုက်ပြီးဆိုတာနဲ့ဝေထုံဘက်ကလည်းဖြိုခွဲလက်ဝါတိုင်းကိုပြန်လည်ထုတ်သုံးလိုက်တာကြောင့်ထွက်ပေါ်လာတဲ့အဖြစ်ဆွမ်းအားကလူတိုင်းကိုလွင့်ထွက်သွားစေခဲ့ပါတယ်။ဒီအချိန်တွေးဝေယုံကိုင်းသားတယောက်ကလက်နက်တစ်ခုမတိမတာထုတ်ထားလိုက်သလိုတစ်ဖက်တိုက်ခိုက်မှုမှာလည်းစိတ်ဆွမ်းအားကယွန်ဆွမ်းအားလောက်အားကောင်းခြင်းမရှိတဲ့အတွက်ပောက်ကွဲမှုကြီးဖြစ်ပေါ်လာခဲ့ရပြီးလင်းတုံလည်းချက်ချင်းအေးနှိမ့်သွားခဲ့ရပါတယ်။ပွေးကြည့်စင်ဘက်မှာလည်းညီမဖြစ်သူကိုဖမ်းဆီးချုံနောင်ထားကြပြီးတွေးကိုင်းချုပ်ကလင်းတုံကိုဖိအားပေးလာကြပါပြီ။ တကယ်တော့ထိတ်တိုက်တွေ့ဆုံမှုမှာလင်းတုံဘက်ကအေးတာသွားခဲ့တဲ့အတွက်ဝေထုံးကညီမဖြစ်သူကိုလင်းတုံစိတ်ပြောင်းတော့အောင်အတုံးချလိုက်တာဖြစ်လို့အောက်တန်းချလိုက်တာဆိုပြီးအယံတော်သားထွက်နေရပါတယ်။ဆရာကြီးရန်ကလင်းမိသားစုကိစ္စကိုဖြေရှင်းဖို့ကြိုးစားလိုက်ပြီးဝေထုံးကလင်းတုံကိုတက်ပြစ်ဖို့အတွက်အစွမ်းတွေစူးစီးပြစ်လိုက်တော့လင်းတုံလည်းချင်းထန်ကိုကျိန်းတိတ်ကဲတင်ပေးရမှဆိုပြီးတိုးဝင်လာတဲ့ခုတ်ပိုင်းချက်တွေရှောင်းတင်းရင်ဝေထုံးစီပြေးဝင်သွားလိုက်ပေမဲ့ဓာတ်တစ်ချက်ကနေဇက်တိုက်ထိမှန်သွားခဲ့တာကြောင့်အပေါ်ဘက်နယံကြီးထိကိုပြေးဝင်ဆောင်မိလိုက်ပါတော့တယ်။ လီမီသားစုဝင်တွေကသူ့အတွက်စိုးရိမ်ပေးနေကြရပြီးလင်းနုံကချင်းထန့်ကိုကဲတင်းကျင်နေရင်အတားဆီးနေရန်ကြီးကိုစိတ်ဝိညာဉ်အတွင်ပြောင်းအပ်နဲ့ဖောက်ထွင်းဖို့လိုအပ်တယ်ဆိုပြီးလင်းနုံကြံစီထားလိုက်တဲ့အချိန်တစ်ဖက်ကလည်းရွှန်စွမ်းအင်းလိုင်းကြီးနဲ့ထပ်မံခုတ်ပိုင်းလာခဲ့ပါတယ်။ဒီခုတ်ပိုင်းချက်တွေကိုစုခယူလိုင်းဆိုတဲ့စိတ်ဝိညာဉ်လက်နက်နဲ့တားဆီးကာကွယ်ထားလိုက်ရပြီးဝေထုံးကခေါင်းမာလိုက်တဲ့ကောင်လိုပြောရင်းသွေးဒါလိုင်းတွေကိုအပေါ်ဘက်ကနေထပ်မံခုတ်ပိုင်းလာပြန်တော့လင်းနုံလည်းတဖြည်းဖြည်းရင်းနှိမ့်လာခဲ့ရပါတယ်။ တိုးဝင်လာတဲ့ဒလိုင်းတစ်ချက်ကြောင့်ဝိညာဉ်လက်နဲ့ပျက်စီးသွားရပြီးလင်းနှုံကဒဏ်ရာရရှိသွားသလိုအနောက်လွင့်ထွက်ပြလိုက်ပေမဲ့တချိန်တည်းဆိုသလိုကြိုတင်ဖန်တီးထားခဲ့တဲ့စိတ်ဝိညာဉ်အသွင်ပြောင်းအပ်တွေကိုအာကုန်ပြစ်လွတ်ပေးလိုက်ပါတယ်။ဒီအပ်တွေကဝေထုံးရဲ့အကာအကွယ်ကြီးကိုထိုးပေါက်ကျော်ဖြတ်သွားခဲ့သလိုကွင်းပြင်ကရန်ကြီးကိုလည်းဖျက်ဆီးကျော်ဖြတ်သွားတဲ့နောက်ချင်းထံကိုထိုးဆိုင်ဖို့ကြိုးစားလာတဲ့လုံကြံတိုက်ခိုက်မှုကိုလွင့်ထွက်စေလိုက်ပါတော့တယ်။လင်းရှောင်းကလည်းဒီအခွင့်အရေးကိုအပြည့်အဝအသုံးချလိုက်ပြီးတွေးကိုင်းသားကိုအသေးရိုက်နဲ့ပြစ်လိုက်သလိုပြိုင်ပွဲစဉ်မြင့်ပေါ်မှာလည်းဝေထုံးကအမောက်တိတ်ခံထားရပါတယ်။ တကယ်တော့လင်းနုံကစုခယူလိုင်းတွေကြားထဲမှာအသွင်ပြောင်းအပ်တွေဖုံးကွယ်ဖန်တီးထားခဲ့တာဖြစ်ပြီးဝေထုံအလင်းငိုက်ဖြစ်သွားတဲ့အခါကျမှတိုက်ခိုက်အဆုံးသတ်လိုက်တာဖြစ်လို့ခေါင်းဆောင်တွေလည်းချီချူးမိလိုက်ကြပါတယ်။တွေးကိုင်းသားကသတိမေ့ခြင်းရောက်ဆောင်ပြီးချင်းထန့်စီနောက်တစ်ကြိမ်ထက်လုတ်ကျန်လိုက်ပေမဲ့ဆရာကြီးရန်ရောက်ရှိလာပြီးဖြစ်တာကြောင့်အလွဲတကူတားဆီးခံလိုက်ရတဲ့အပြင်လက်နက်ပိုင်ရှင်ကိုပြန်ထိုးဆိုင်ပေးလိုက်ပါတော့တယ်။ ဆရာကြီးရန်ကသူ့မိသားစုတွေကိုကာကွယ်ပေးထားပြီဖြစ်လို့လင်းနုံကဝေထုံးဘက်ပြန်လည်လိုက်ပြီးဒီတိုက်ပွဲကမင်းပြောထားသလိုတရေးရှင်ရဲ့တိုက်ပွဲဖြစ်တာကြောင့်လင်းနုံကအံ့ဖွဲတစိမ့်ကိုအစင်းလေးထိရောက်အောင်ပြောင်းလဲဖန်တီးပစ်လိုက်က ပြေးဝင်တိုက်ခိုက်လာသူကြီးစီပြစ်လွတ်ပေးလိုက်ပါတယ်။ဒီလိုမျိုးထိတိုက်တွေ့ဆုံမှုကပေါက်ကွဲမှုကြီးဖြစ်စေခဲ့ပြီးမြင်းကွင်းတွေရှင်းလင်းပြီဆိုတာနဲ့လင်းနုံကအရင်ဆုံးပြန်ထွက်လာခဲ့ပါပြီ။ တွေးကိုင်းချုပ်ကမြေပေါ်ဒူးထောက်ထားရပြီးသူအရှုံးပေးကြောင်းပြောတော့သူတို့လေးမိသားစုဟာသွေးဝေယုံကိုင်းနဲ့ဘာရညိုးမှမရှိခဲ့ဘူးပေမဲ့ဇက်တိုက်ပြဿနာရှာခဲ့တဲ့အပြင်ညီမဖြစ်သူချင်းထံကိုလည်းလုံးကြံတိုက်ခိုက်ခဲ့သေးလို့ရုံမာတဲ့ကောင်မျိုးကိုအသက်ရှင်ခွင့်မပေးနိုင်တော့ဘူးဆိုပြီးအသေးတက်ဖို့စ조사လိုက်ပါတော့တယ်။ဒါကိုမြင်တော့သွေးဝင်ပလွေကိုင်းချုပ်ကဝင်ရောက်တားဆီးခြင်းပေမဲ့ရှာချင်းဝင်ရဲ့ပိတ်ဆို့ခြင်းခံလိုက်ရတဲ့အတွက်ဝေထုံးလဲကာကွယ်မှုကျိုးပြတ်သွားခဲ့ပြီးအသွင်ပြောင်းအကစည်းဝင်ချုပ်ပေးလိုက်ပါတော့တယ်။ လင်းတုံလိုလူငယ်လေးတယောက်ကအသက်ရငယ်ငယ်လေးနဲ့ဒီလောက်အစွမ်းထက်နေပြီဆိုပြီးလူတိုင်းလေးစားသွားကြတဲ့နောက်လင်းတုံဟာတေရှင်တိုက်ပွဲကြီးရဲ့အနိုင်ရရှိသူဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သွေးကိုင်းတစ်ခုလုံးလည်းတဖြည်းဖြည်းပျက်စီးသွားခဲ့ရပြီးလာနေငယ်ကြတဲ့အခါလင်းမိသားစုတစ်ခုလုံးကရမျိုးစီပြောင်းရွှေ့လာခဲ့ကြကရွှေတထောင်းကုန်တဲ့အတင်းနဲ့မဟာမိတ်ပြုခဲ့ကြပါတယ်။လင်းအိမ်တော်ကြီးကိုလည်းရမျိုးအတွင်းမှာခန်းနာစွာတိစောက်ထားကြပြီးအလဲပက်လာတဲ့ရှာကျင်းဝံကလင်းတုံအတွက်စေဝါပစ္စည်းတွေတချို့လာရောက်ပို့ပေးနေကြပါတယ်။ ဒီအချိန်လင်းနှုံကဥယျာဉ်ဆောင်တစ်ခုဘက်မှဆရာကြီးရဲ့နယ်ဝိညာဉ်ဆွမ်းအားကျင့်ကြံနေပြီးစိတ်ဆွမ်းအားသုံးပြုရင်းရင်းနှွေးခွက်ထဲအခါရေထဲပြလိုက်တာကြောင့်ဆရာကြီးရန်ကချီးကျူးစကားဆိုနေပါတယ်။ဆရာကြီးရန်ကအခုချိန်မှာအဆင့်လေးအဆောင်ဆရာတူဖြစ်ပေမဲ့အပြင်ဘက်လောကကြီးထဲမှာဆိုရင်ဘာမှမဟုတ်တဲ့အကြောင်းအဆင့်ငါးမက်အသားထိကျော်ဖြတ်ပြီးတဲ့အခါကျရင်ဝိညာဉ်ဆရာအဖြစ်ကိုစတင်ရောက်ရှိကြောင်းလင်းနှုံကိုရှင်းပြပြောဆိုပေးလိုက်ပါတယ်။ ဒီအဆင့်ရောက်ရင်မွေးရပါအမတ်အသားမှာဝိညာဉ်ဆွမ်းအရှိလာပြီးတောင်တဲ့ပင်လယ်တွေကိုအတွေ့တစ်ချက်နဲ့ဖြက်စီးဖြုတ်ဖြက်ပစ်နိုင်တယ်လို့ကောင်းကင်ဆရာအဆင့်ကိုတော့သူလဲတေချာနားမလဲသေးကြောင်းပြောတော့လင်းနုံကသူ့ကိုတင် जा ပေးပါလားဆိုပြီးတောင်းဆိုလိုက်တဲ့အခါအပြင်လောကကြီးထဲမှာရှိတဲ့အဆောင်ဆရာပြတ်သက်ကိုမင်းကြဘူးဒလားဆိုကဆရာကြီးရန်ပြန်မေးကြည့်လိုက်ပါတော့တယ်။နေရာတစ်ခုမှာတော့လင်းလန်ထန်းဆိုတဲ့ဓာပညာရှင်တယောက်ကပြန်တန်းနေတဲ့လိပ်ပြာလေးကိုထိခိုက်ခြင်းမဖြစ်စေဘဲအဝေးမှာရှိတဲ့တောင်ထိပ်ပိုင်းတစ်ခုကိုခုတ်ဖြက်ပြလိုက်တဲ့အချိန်သူ့စီကိုစာပို့ငတ်တကောင်အကြောင်းကြားစာနဲ့ရောက်ရှိလာခဲ့ပါတယ်။ သူဖွင့်ဖက်တဲ့အခါနေပံပုံဆင်အာဂျီသူတယောက်ရဲ့ဂူတင်းချိုင်းဆိုပြီးလင်းလန့်ထဲရေရွတ်မိလိုက်တယ်လို့အဝေးတနေရာကဂျာပန်ပွင့်တွေရှိနေတဲ့ရေကန်ကြီးတစ်ခုအတွင်းမှာတော့အလွန်လှပတဲ့မိန်းကလေးတယောက်ကရေပြင်ပေါ်လမ်းရှောင်နေခဲ့ပြီးဂျာပန်ပွင့်တစ်ခုအတွင်းကတူညီတဲ့သတင်းကိုကြားသိလိုက်ရပါတော့တယ်။